အားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့အနီရောင်ဈေးကွက်ကြောင့်မှထရမ်မီသားစုစီးပွားရေးတောင်းကျနေဆိုတဲ့သတင်းနဲ့အတူစိန်ပန်းနေနေတွေကြားရွှေတီဆောင်နေစေကိုရွှေသားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအောင်ဆုံးတရင်တဘောအနေနဲ့အနေအောင်ဇေကွက်ကြမှာထရမီတာဆိုစီဝါရဲ့တောင်းချက်နဲ့ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။စီကြကုန်ကိစ္စရဲကုန်သက်စပွဲတရင်တွေကြောင့်ခရီဒိုမားကတ်ကြီးတစ်ခုလုံးရရဲ့နေနေချိန်မှာအရစ်ထရန်ကအခုလိုပြောလာတာဖြစ်ပြီးထွက်မီတာစုပိုင်းစီးပွားရေးလုပ်ငန်းတွေအလုံးကနေဒေါ်လာ1ဘီလီယံအထိအကျိုးအမြတ်တွေရရှိခဲ့တာဖြစ်တယ်လို့တကယ်ပမာဏကဒီထက်ပိုများနိုင်ကြောင်းလဲအရစ်ထရန်ကအတည်ပြုခဲ့ပါသေးတယ် ထရမ်မီတာစုပါခရစ်တိုစီးပွားရေးလုပ်ငန်းတွေထဲမှာဒေါ်နယ်ထရမ်ကိုယ်တိုင်နဲ့သူ့ရဲ့သားသုံးယောက်ကိုဖောင်နာတွေအဖြစ်ထဲထဲဝင်ဝင်ပါဝင်နေတဲ့ World Liberty Foundation ဟာအထင်ရှားဆုံးလို့ပြောနိုင်ပါတယ်။ဒီ project ဟာ USD1 stablecoin ရဲ့ပဲကန်ရှင်ဖြစ်တယ်လို့ WLFI Governance Token ကိုစာရောင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့လှုပ်ဆောင်ပုံတွေကတော့ဘဝထိန်းချုပ်မှုအပြည့်ဖြစ်နေပြီးနာမည်နဲ့မလိုက်ဖက်နေတာကိုလည်း Justin Sayen Wallet ကိစ္စမှာကျွန်တော်တို့တီးခဲ့ကြရပြီးပါပြီ။ WLFI ဘက်ကဒါကိုမတိကြိုးကြုံပြုနေခဲ့ပြီး ဒေါ်နယ်ထရန့်ရဲ့မိသားစုဟာလည်းခရစ်တိုစီးပွားရေးလုပ်ငန်းတွေထဲပုံပြီးထဲထဲဝင်ဝင်ပါဝင်လာနေပါတယ်။ဒီလိုစီးပွားရေးလုပ်ငန်းတွေဟာဒေါ်နယ်ထရန့်ရဲ့သမ္မတရာထူးနဲ့ကိုဂျိုရှောင်ဘူတို့ကြားစီးပွားရေးပြည်ပခန့်တွေအများကြီးရှိနေကြောင်းနိုင်ငံရေးသမားတွေရောပြည်သူတွေဘက်ကပါထောက်ပြဝေဖန်မှုတွေရှိနေပေမဲ့ထရန့်မိသားစုကတော့အပြုံးမပြတ်ပဲလုံမြင့်အတိုင်းဆက်လုပ်နေကြဆဲပါပဲ။အခု Eritrean ရဲ့ကိစ္စကိုလည်း X user အနေနဲ့2008ခုနှစ်ဗန်နာယေပြိုလဲမှုအကြောင်း The Visio 2050ရုပ်ရှင်တွေကမြင်ကွင်းတစ်ခုနဲ့နှိုင်းယှဉ်ပြီးပြောနေကြတယ်လို့ Eritrean ဟာအကျိုးစီးပွားပဋိပက္ခတွေနဲ့ဆွဆဲခံနေရတဲ့ကြားက Crypto အမြင့်အဆုံးတွေကိုဝန်ခံနေတာမဟုတ်ပဲကြောက်ဝနေတာဖြစ်ကြောင်းသုံးသပ်နေကြပါတယ်။တကယ်တမ်းလည်း Eritrean တို့ Baron Trano ဟာ Insider Trading နဲ့ AA စီစီလုပ်လို့ရနိုင်နေတယ်လို့သူတို့ကတာစီမဲ့ဥပဒေတွေလည်းတည်တည်ချာချာရှိမနေပါဘူး။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စိမ်းမန်းနေနေတွေကြာရွှေတီဆောင်နေစေကိုရွှေသားဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ရေရေတောက်ခရီတိုဈေးကွက်ကြီးထဲမှာစင်ဘောကမစင်းတာကတော့ရွှေပါပဲ။ရွှေစင်းတော့ဟာအမေရိကန်နဲ့တရုတ်တို့ရဲ့စီးချက်ခွန်နေနဲ့ကုန်သက်စစ်ပွဲတွေကြာမှာပဲ။စံချိန်နဲ့အမြင့်ဆုံးဈေးတွေကိုတစ်ခုပြီးတစ်ခု ဖောင်းနေနိုင်ပြီး market cap ဟာလည်းဒေါ်လာ30 trillion အထိတက်သွားခဲ့ပါတယ်။ ဒီလို market cap မြင့်တက်မှုဟာရွှေကိုလက်ရှိဒေါ်လာ2.1 trillion ရှိတဲ့ Bitcoin market capitalization ထက်14.5ဆပုံများစေပါတယ်။ဒါအပြင်ကမ္ဘာပေါ်မှာအကြီးဆုံး tech company ခုနှစ်ခုဖြစ်တဲ့ Nvidia, Microsoft, Apple, Alphabet, Amazon, Meta နဲ့ Tesla တို့ရဲ့စစ်စစ်ဝါ market capitalization ဒေါ်လာ20 trillion ထက်1.5ဆပုံများနေပါသေးတယ်။ရွှေရ market cap ကိုတော့အရင်ကမိုင်းထားဖို့ရွှေအားလုံးရဲ့စုစုပေါင်းတန်ဖိုးကိုတွက်ချက်ထားတာဖြစ်ပြီး stock market gap လို့မျိုး outstanding shares ပေါ်မှာအခြေခံတာမဟုတ်ပါဘူးအထူးသဖြင့်ယင်းမျိုးနံသူတွေဟာ USD တန်ဖိုးကျဆင်းခြင်းနိုင်ငံရေးအထင်မှားမှုတွေနဲ့ကုန်သက်စပွဲပြဿနာတွေကြောင့်တန်ဖိုးဒေါ်လာအဆက်ဖြစ်တဲ့ရွှေစီကိုပြောင်းရွှေ့ရင်ဒီနှစ်ဇန်နဝါရီလတရနေ့ကတည်းကရွှေစင်းနှုန်းဟာ64%မြင့်တက်လာခဲ့ပါတယ်စောင့်ကြည့်လေးလာသူတွေအများစုကတော့ရွှေစီကွက်အေးထားတဲ့အခါ digital gold လို့ခေါ်တဲ့ bitcoin တွေကိုငွေအရင်းအနှီးတွေတဖန်ပြောင်းဝင်လာနိုင်မယ်လို့ယုံကြည်ထားကြပါတယ် ဒါကတော့မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့တရင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကောင်းသောနေ့လေးဖြစ်ပါစေရှင်